မအားလုံးကိုအကူအညီတောင်းပါတယ်ရှင်။ကျမရဲ့တစ်တော့အကောက်ကလေးကပြတ်သွားတယ်။ကျမရဲ့ဒေါ်လုံးစိန်ဆိုတဲ့အကောက်ကလေးပြတ်သွားတဲ့အတွက်ကျမရဲ့တရခံပေါ်တော့တာမအောင်မြင်လိုက်ပါဘူး။ကျမမျက်နှာကိုဖျက်ဆီးခဲ့တဲ့ဥဟန်ဆိုတဲ့လူကမဝင်မခံမချင်းကျမကိုကူညီပေးကြပါ။ကျမမျက်နှာမှာလည်းအကျိတ်ခဲနေတယ်။ကျမကဘယ်တော့မှလည်းပြောင်းမှာမဟုတ်ပါဘူး။တည်တဲ့အထိဘလို့မှလည်းထုတ်လို့မရပါဘူးရှင်။ကျမစိတ်ကူတာကြီးလဲဆုံးခဲ့ပါပြီ။ အခုကကျမတယောက်တည်းအတွက်ခံစားပြီးတော့ကျမလူတွေကိုအခုညတောင်းတာမျိုးမဟုတ်ပါဘူးကျမနဲ့အတူတူဝေဒနာတွေခံစားနေတဲ့ညီကိုမောင်နှမတွေဆင်းရဲဒုက္ခတွေဖြစ်နေတဲ့ညီကိုမောင်နှမတွေအများကြီးရှိပါတယ်တက်ဆိုင်ရန်မိဘအများရှင်ဥဟန်နဲ့တော်မေချောဆိုတဲ့လူကိုတွေ့လို့ရှင်အရေးယူပေးကြပါရှင်ကျမဒီအကောက်ကိုတင်လိုက်လို့လည်းပဲကျမကိုမျက်ရည်ချူတယ်လို့မထင်ပါနဲ့ ကျမသူတို့လုံးလို့ကျမဘွားအစိမ့်စိမ့်မွားမွားဖြစ်ပြီးရုပ်ပြက်ဆင်းပြက်နဲ့ကျမကတုံးကြီးလည်းနေခဲ့ရပါတယ်။ကျမမျက်နှာထဲမှာရှိတဲ့အကျိတ်တွေလည်းကျမရဲ့ဖြစ်နေတဲ့ကြောက်ကက်ကျမအလှကျင်လို့အလားပြင်လိုက်တာမှန်ပါတယ်ရှင်။ဒါပေမဲ့ကျမလှုပ်လိုက်တဲ့အမားတစ်ခုကကျမတယောက်တည်းခံရမှဆိုပြဿနာ မရှိပါဘူး။ကျမမှာမိသားစုရှိပါတယ်။နောက်တစ်ခုကလည်းပဲ ကျမလှုပ်လိုက်တဲ့အမားတစ်ခုနဲ့ကျမတယောက်တည်းခံရမယ်ဆိုရင် ကျမမှားလို့ဆိုရင်ကျမပြောလို့ရတယ်အခုဟာကျမတယောက်တည်းမဟုတ်ဘဲနဲ့အထက်ထက်အကအက तू ကကျမဒီလိုဖြစ်နေမှသိရတဲ့နဲ့တခြားလူတွေက तू ထပ်ထပ်ပြီးတော့ तू ကျိုးလွန်ပါတယ်ကျမဝေဒနာတွေခံစားနေတဲ့အချိန်မှာလည်း तू ကတစ်တော့ပါမှ तू စဲတယ်ကောင်းကြောင်းနဲ့ညှို့ပြီးတော့တချင်းတစားစားနဲ့ तू နေခဲ့ပါတယ်ကျမအကြောင်းကြားတော့လေကျမကိုဖုန်းတွေကိုဘလော့ပါတယ်ဖုန်းတွေကိုလည်းလုံးဝမကင်ဘူးအရင်လည်းမလုံးပါဘူး ။တဆန်ရလူကြီးမင်းမြသူ့ကိုတွေ့လို့ရှိရင်အရေယူပဲကြပါရှင်။အချိန်ခေတ်ကဘလို့လုံးလုံးမပြောက်ပါဘူးရှင်။အခုမြင်နေအခုလူရောဖြစ်ပဲနဲ့တော်ကြကြလို့ရှိရင်ကျမမျက်နာဘလို့မှကြည့်လို့မရတဲ့မျက်နာမျိုးကြီးဖြစ်သွားတယ်ပါလေ။ကျမမအဲ့အချိန်ခဲအခုကြည့်တော့ဒါတက်တက်လေးတွေဘာရောင်းလာတဲ့ခါကျကျမမျက်နှာအကြီးဖြစ်သွားပါလေဒီနှာခေါင်းမှာရှိတဲ့အလုံးကြီးကလည်းပဲအကြီးဖြစ်ပါလေဒီဟာတွေကလည်းတက်တက်လေးပဲအမြင်ကတော့သေးပါလေရှင်အချိန်နဲ့ကျတော့သူကအကြီးဖြစ်သွားတာပါ ကျမလှကျင်လို့လောက်တာမှန်ပါတယ်ဒါပေမဲ့ကျမအမားလည်းမဟုတ်ပါဘူးဒီလိုမျိုးတဏ္ဍာကကတီးရတဲ့နဲ့ကျူးလို့နဲ့အဲ့ဒီလူကြောင့်လူပေါင်းမနေတဲ့ဒုက္ခရောက်နေပြီးကိုညီးပေးကြပါပုံသေးရဲ့တဏ္ဍာကကသုံးလုံးအကြည့်လို့လည်းကျမမျက်နှာကြီးကလည်းပဲထုံနေပါပြီကျမမှလည်းမှတ်ညာနေလဲတိတ်မကောင်းတော့ပါဘူးကျမကိုကိုညီးပေးကြပါကျမရင်းမဟုတ်ပါဘူးတခြားလူတွေတို့ကလည်းကိုညီးပေးကြပါအခန့်နဲ့ ရှင်ကျမတတခံဖေလာဆိုတတတာခံတဲ့ဖေလာဆိုမှဆီလီကွန်အရည်တွေဖြော်ပြီးမျက်နာထဲမှာထိုးထည့်ပေးတဲ့ဆရာဝန်လည်းမဟုတ်တဲ့အဲ့ဒီအလပဆဲခန်းပေါ့နော်မြောက်ဥက္ကလာဘဘက်မှာရှိတယ်လို့ပြောပေါ့နော်အဲ့အကြောင်းကျွန်တော်ပြပြမယ်ပေါ့နော်အဲ့တော့ तू ကဘလို့ဘလို့လဲဆိုလို့ရှိရင် तू ကဆရာဝန်လည်းမဟုတ်ဘူးပေါ့ကွာတင်ပြီးအလပရေးရဆရာဝန်လည်းမဟုတ်ဘူး तू ကစပင်ညက်ဆရာပေါ့နော်နာမည်ကြီးတဲ့စပင်ညက်ဆရာတော့ဟုတ်တယ်ပေါ့နော်အဲ့နဲ့အဲ့ကနေခဏနေက လာလောက်တာနေမှာပေါ့သူ့ယုံကြည်မှလာလောက်တယ်နေမှာပေါ့သူက failure ဆိုတော့တသက်တာခံနေဆိုမှယုံကြည်ကြတော့ထိုးကြတာတချို့ဆိုလို့ရှိရင်မျက်နာတွေမှာဘူးတွေချစ်တင်တဲ့မှာချစ် ဘူးတွေထစ်တင်တဲ့မျက်လုံးတွေဖောင်းတင်တာတွေမှာဘူးတွေပေါ်လာတာနော်ပြီးရင်တချို့ဆိုလို့ရှိရင်အဲဒီကြောက်ကတ်ပါပြက်စီးသွားတာတချို့ဆိုရင်အသက်ပါဆုံးရှုံးသွားပြီတယ်နော်လွန်ခဲ့တဲ့နှစ်တွေကလည်းများအကြာကြီးကလည်းတော့လှုပ်ရှားနေပြီပေါ့နော်အခုတော့တို့ကထွက်ပြေးသွားပြီလို့ကြားရတာပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်ဒီဘက်ခင်မှာအရန်ကြောက်ရတယ်ကိုယ့်ရဲ့မျက်နှာလေဟုတ်တယ်မလားကိုယ့်ရဲ့မျက်နှာကိုယ့်ရဲ့နှာခေါင်ကိုယ့်ရဲ့မျက်လုံးတွေခွဲစစ်ပြုတ်ပြင်ရတော့မယ်ဆိုလို့ရှိရင်ဒီဒီတယောက်ကတကယ်အဝင်ယူမှုတောင်းခံမှုရှိမလား ြီးနောက်တစ်ခုဘာပညာအရေးအချင်းရှိတယ်လေဆွဲဟာစုံစမ်းရမယ်ဥမာမြန်မာပြည်မှာဆိုရှင်ဒေါက်တာအေဟုတ်တယ်နော်ဒေါက်တာအေဆိုရှင်တကယ်အဖွဲ့တွေအများကြီးသူရလာခဲ့တယ်ကွာပြီးရင်ဆရာဝန်လည်းဟုတ်တယ်ကွာဒါမျိုးဆိုဆရာဝန်ဆရာဝန်နဲ့တော့အမားလုံနိုင်တယ်ဒါဆိုရင်ဟိုဘာမှမသိတဲ့သူတွေကအချောင်းခံရမှလုပ်တယ်ဆိုလို့ရှင်တော့ အဆင်ပြေမလားမပြေဘူးအရန်တည်ထားရတယ်ဒီဘက်ခစ်မှာလေနော်အဲ့တော့လှုပ်ရှားနေသူလည်းပဲကျွန်တော်ကပြောချင်တာမဟုတ်ဘူးလှုပ်ရှားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကျွန်းကျွန်းချင်းချင်းလေ့လာသင်ယူပြီးတော့မှပဲလှုပ်ရှားလို့ရတယ်ဆရာဝန်မဟုတ်လည်းလှုပ်လို့လို့ရတယ်ကျွန်းကျွန်းချင်းချင်းလေ့လာသင်ယူစမ်းသပ်ပြီးမှပဲသူများကိုတာဝန်ယူမှုတာဝန်ခံအပြည့်နဲ့လှုပ်ပေးရမှာဖြစ်ပါတယ်လှုပ်ခံတဲ့သူတွေကလည်းတကယ်ယုံကြည်လို့ရလားဆိုတာစဉ်းစားရမယ် နော်ပြီးတော့နောက်တစ်ခုကိုယ့်မျက်နှာနဲ့ကိုယ့်ရဲ့ဒီဟာတွေကိုအကုန်လုံးအပ်ရမှာလေဟောနော်ဘရမတာလူကိုအဲ့လိုမှမရတာဟုတ်တယ်နော်ပြရင်တဘာဝအတိုင်းလာနေတာအကောင်ဆုံးပဲဟုတ်တယ်နော်ဒီထက်ပိုပြီးထူးကေပြီးလာချင်တဲ့စိတ်ကြီးရှော့ဖို့လိုတယ်ဆိုတော့ကျွန်တော်ပြချင်တာနော်ဒီမှာကြည့်ကျွန်မအားလုံးကိုအကူအညီတောင်းပါတယ်ရှင်ကျွန်မရဲ့တစ်တော့အကောက်ကလေးကပြတ်သွားတယ်ကျွန်မရဲ့တော့